Facebook သုံးတဲ့သူတိုင်းမဖြစ်မနေတည်ထားတဲ့စတီတခုကိုပြောပြပေးမှဖြစ်ပါတယ်။အဲ့တော့ဒီစတီလေးကိုလောက်ထားမယ်ဆိုလို့ရှိရင်ကျွန်တော် Facebook သုံးရတာအာယုံတော့မနောက်တော့ဘူးဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော် Facebook တွေကိုဝင်လိုက်ပါမယ်။ကျွန်တော်ရဲ့ Facebook တွေကိုဝင်လာပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမှာ profile လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်။ profile ကိုနှိပ်ယူပါပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအပေါ်မှာရှိတဲ့ setting ကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ setting ကိုနှိပ်ပြီးပါပြီဆိုလို့ရှိရင် setting တဲကိုကျွန်တော်ရောက်လာတဲ့အခါမှာအပေါ်ဘက်လေးကိုနည်းနည်းလေးဆွဲတင်လိုက်ပါ။ဆွဲတင်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ဒီနေရာလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးပြီးပါပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာအောက်ဆုံးမှာရှိတဲ့ Monday Dev for ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ Monday Dev for ကိုနှိပ်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ကဒီအပေါ်မှာရှိတဲ့ဟာလား low quality content ပေါ့နော်အကောင့်ကိုကျွန်တော်တို့ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာသူ့ကို slow less ဆိုတာလေးကိုထားပေးလိုက်ပါပြီးရင်တော့ save ဆိုတာလေးနှိပ်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီက okay လိုက်လုပ်ပေးလိုက်ပါအဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဟာလာကိုယ့်ရဲ့ Facebook wall မှာဆိုလို့ရှိရင်တက်လာတဲ့များ content တွေကဟာလာအကျိုးရှိစေတဲ့ content တွေတက်လာမှာဖြစ်ပါတယ်အလောင်းကစားကြော်ညာတွေကျွန်တော်တို့ဒီဟာလာ တခြားသောဟလာကိုယ်အတွက်စိတ်နှောက်ချက်ဖြစ်စီတဲ့ကြော်ညာလေးပေါ့နော်ဒါတွေကျွန်တော်တို့ဒီနည်းသွားမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ကျွန်တော် original content မှာလည်းကျွန်တော်တို့ဒီကအဲ့လိုမျိုးထပ်ပြီးတော့နှိပ်ပေးပါပြီးလို့ရှိရင်တော့ stroller ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးပါပြီးရင်တော့သူ့ကိုလည်းထပ်ပြီးတော့ save လုပ်ပေးပါ ီးရင်တော့ကျွန်တော်တို့တွေက OP ထပ်ပြီးတော့လုပ်ပေးပါပြီးရင်တော့ကျွန်တော်တို့တွေက sunstick content เนาะ sunstick content ကိုဆက်နှိပ်ပေးပါအဲ့တော့ default နေရာမှာမထားပဲကျွန်တော်တို့က solar ဆိုတဲ့ဟာလာထောင်လေးကိုထားပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့အလောင်းကစားကြော်ညာလေး 2D 3D ပေါ့နော်ဒါမျိုးတွေပေါ့နော်ကိုယ်အတွက်စိတ်နှောက်ချက်ဖြစ်စီတယ်ကိုယ်အတွက်အကျိုးမရှိစီတဲ့ content တွေလုံးဝတက်လာမှာမဟုတ်တော့ပါဘူးခင်ဗျာနော်အဲ့တော့ တက်နိုင်ဆုံးသူကချော့ချပေးသွားလိမ့်မယ်အဲ့တော့ဒီတစ်ချက်ကိုကျွန်တော်လုပ်ထားခြင်းအပြင် Facebook သုံးသူတိုင်းစိတ်ချမ်းသာပါလိမ့်မယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုအကြောင်းအရာတွေကိုသိချင်လဲဆိုတာလည်း comment လေးမှာမှတ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ